အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာစိုက်ကောင်းနဲ့ပါလက်ဆန်ဆေးကိုဆရာမှာပါဒီဗီဒီယိုထဲမှာလည်းကျွန်တော်ကြောက်ယောဂာနဲ့ပတ်သက်ပြီးမှဆက်လက်ပြောပြထားမှာဖြစ်ပါတယ်ကြောက်ယောဂာကိုအရင်တော့ကျွန်တော်ခွေးနဲ့ကြက်မှာဖြစ်တဲ့ကြောက်ယောဂာအကြောင်းကိုကျွန်တော်ပြောပြခဲ့ရပါတော့ဒီဗီဒီယိုထဲမှာတော့တခြားလက်ဆန်တွေဖြစ်တဲ့သိုးစိတ်ကျွဲနွားဝတ်ညင်းပါနော်အဲ့ဒီလက်ဆန်တွေမှာလည်း ဒီကြောက်ယောဂါဖြစ်စေနိုင်တယ်ဗောနော်။ကြောက်မှာဖြစ်တဲ့ကြောက်ယောဂါပုံနဲ့အတူတူပဲဒီခုပြောတဲ့တလိ္ဆာမြေထဲမှာလည်းဒီ box variety လို့ခေါ်တဲ့ family ကနေဆင်းလာတဲ့ virus ပိုးကြောင့်ဖြစ်တာဗောနော်။အမီဒီယောဂါဖြစ်ပြီဆိုရင်ဘယ်လိုလက္ခဏာတွေတွေ့ရမလဲဗောနော်။ပထမဆုံးလည်းတိုးတွေကဒီယောဂါကိုပိုမှဖြစ်လွယ်တယ်ဗောနော်။ဘလိုလက္ခဏာတွေတွေ့ရမလဲဆိုရင်တွေ့ရေးပြားရမှာဆိုရင်အနီအဖူပိတ်နေထွက်မယ်ပြင်းပြီးတဲ့လားလို့မျိုးဒီရေကြီးအိတ်လိုမျိုးပေါ့နော်အဲ့လိုမျိုးအဖူပိတ်နေ တွေ့ရမှာဖြစ်ပါတယ်။တချို့ဒီတိုးရင်မှာဆိုရင်ဒီနေ you are to live in လို့ကောင်းလို့အဲ့လိုနေရာမှာမွေးကြပြီးတော့ဒီအနာရီအဖူရီအဲ့လိုမျိုးတွေ့ရမယ်။ဒီ word မှာဆိုရင် one bite တွေပေါင်ချန်ကြရင်အဲ့လိုမျိုးနေရာမှာအနီဖူရီတွေ့ရမှာပေါ့နော်။နောက်မှာကြတော့ကျွန်တော်ဒီ note ကို note ဒီတိုင်းအဲ့လိုနေရာမှာဒီအနာတွေတွေ့ရမှာပေါ့နော်ဒီပူရအဖြစ်ပြောရမှာဆိုရင်ဒီအည်ပြောင်းမှာအနီအဖူပိန်ထွက်တဲ့လက္ခဏာတွေရတော့ဒီတိရစ္ဆာန်တိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်ဒီယောဂါအရေးပြားတစ်ခုနဲ့ထိခိုက်တာမဟုတ်ပါဘူးပါဇက်ပါဝင်အစာချေလမ်းကြောင်းနဲ့ရှောက်ထိခိုက်နိုင်တယ်ပြင်အသက်ရှူလမ်းကြောင်းနဲ့ထိခိုက်နိုင်တယ်သူတို့ပြင်ဒီတိုးဝင်မှာဆိုရင်ဒီကြောက်ယောဂါကြောင့်ပေါ့နော်ဒါရှော့တဲ့လက္ခဏာမျိုးတွေလည်းတွေ့ရမှာပြင်မိခင်ရတဲ့တေဒါကိုကူးစက်နိုင်တဲ့ကြောင့်မလို့ဒါမဖြစ်ခင်ဒါမတင်ခင်ကလေးဟိုကကျွန်တော်တို့ကာပွယ်ဆေးကြိုးထိုးမှကာပွယ်ထားတာအကောင်းဆုံးပါနော်တိုးမှဆိုရင်ကျွန်တော်ကာပွယ်ဆေးကို၃လအနည်းစားထိုးလို့ရပါပြီ ပြီးရင်တနက်တစ်ခါထိုးရပေါ့နော်တခြားတလိဆာမှာတော့ဒီကာဗွန်ဈေးထိုးတာတိတ်မရှိပေါ့နော်ဒါပေမဲ့လည်းသူ့ကို bio security လို့ခေါ်တဲ့ဇီဝလုံခြုံမှုပေါ့နော်တန်တန်ရှင်းရှင်းထားမယ်အဲ့လိုမျိုးလုပ်ပြီးမှကျွန်တော်မွေးမြေးချမ်းမှာယောဂမဝင်အောင်ကာဝယ်လို့ရပါတယ်ပြီးရင်ယောဂဘိုးတွေကိုတည်ဆောင်ပေးတဲ့ factor တွေကိုထိန်းချုပ်ရမယ် factor တွေဆိုတာကဒီချင်းတို့ insect တို့ပေါ့နော်အဲ့လိုတလိဆန်တကောင်မှာပါပေါ့နော် ဒီကြောက်ရွံ့ဖြစ်ပြီဆိုရင်ဒီခြံလို့ insert ပိုးတွေကပ်ပြီးတော့တခြားအုပ်ထဲမှာရှိတဲ့တခြားတိရစ္ဆာန်တွေကိုယောဂဖြန့်ပေးရပါတော့။အဲလိုဆိုတော့ကျွန်တော်ခြံလို့ insert ပိုးတွေမလာအောင် feedback တာတွေကိုပေါ့နော်ကျွန်တော်တို့ဟို ကပွဲထိန်းချုပ်အောင်မယ်။အင်းဒီယောဂါကပေါ့နော်ခွာနာရှာနာယောဂါနဲ့လည်းဆင်တူတယ်သူရဲ့အရေးပြလက္ခဏာရပါတော့။ပြင်တော့ရမှာဆိုရင် habit state ပေါ့နော်။ habit yoga ပို့ကြောင့်ဖြစ်တဲ့ဒီနှုတ်ရောင်းမယ်ပေါ့နော်။ ိမ်မှာဆိုရင်လည်း harvest virus ဆိုတာကျွန်တော်တို့ရေယုံပေါက်တလို့ပါပဲသူကဒီနှုတ်အရေးပြားရင်မှာပေါ့နော်ရေယုံပေါက်တဲ့လက္ခဏာလိုမျိုးအနာခုပိတ်နေဖြစ်တဲ့ပတ်ဆောင်လို့အဲဆင်တူယိုမှာတတိထားမှာပေါ့နော်ဒီယောဂကြောက်ယောဂဟုတ်လားတခြားယောဂလားဆိုတာကိုတည်ထားမှာဖြစ်ပါတယ်ဒီယောဂါဘလို့ကုဆတ်နိုင်လဲဆိုရင်ကျွန်တော်တို့တိုက်ရိုက်ထိတွေ့မယ်ဒီပေါက်ပြဲအနာတွေကနေ ဲတကောင်နဲ့တကောင်ထိတွေ့ရင်မှလည်းဒါကုဆတ်နိုင်တယ်ပြီးရင်ဒီအရေးပြားအနာပြေးတွေကျသွားတယ်ပြီးရင်လေထဲကိုလွင့်သွားတယ်ပေါ့နော်အဲ့လိုမျိုးကနေတဆင်လေထဲကနေရှူဆိုင်မိမှလည်းတဆင်ကုဆတ်နိုင်ပါတယ်ဒီယောဂဘဝပေါ်တော့ပြန်ပါဆိုရင်6လနောက်ထိနေနိုင်တယ်။လုံမွေးရေကြာဒီချန်ဟောင်းနေကြာမှာဆိုရင်လည်းအကြိုင်နေနိုင်တဲ့အတွက်ကြောင့်မို့ကိုကအကောင့်တက်မထည့်ခင်မှာဒါတေချာတန်ရှင်းလုံမယ်ပို့တတ်မယ်ပြီးမ ကောင်တက်တယ်ထဲ့မယ်ပေါ့နော်ဒီလိုမျိုးလုပ်ပြီးချင်းအပြင်ယောဂကိုကပ်ဝင်နိုင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကြောက်ယောဂအကြောင်းလည်းပြောပြတော့အဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ရဲ့ဘဂုလူတရရတယ်ဆိုရင် comment ရေးခဲ့ပါ like and share လေးပေးပါပါဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်